ဒီကနေ့မနက်ပိုင်းရှင်ပြိုင်ကစားတဲ့ဥယောပချန်ပီယံလိဂ်ဆီမီဖိုင်နယ်ပွဲစဉ်မှာအီတလီထိပ်သီးအင်တာမီလန်ဟာခြေစွာနေတဲ့ဘာစီလိုနာကို၄ဂို၃ဂိုနဲ့အနိုင်ယူပြီးဘောလူပွဲတက်ရောက်ခဲ့ပါတယ်။အင်တာနဲ့ဘာကာတို့ဟာပထမအကြော့ဘာစီလိုနာကွင်းမှာတစ်ဖက်၃ဂိုစီသွင်းပြီးပရိသတ်ကိုဖျော်ဖြေမှုပေးခဲ့တယ်လို့ဒီကနေ့ဒုတိယအကြော့ရှင်ပြိုင်ချိန်မှာလည်းပရိသတ်ကိုမျက်တောင်မခတ်ရဲ့ အသက်ပြင်းပြင်းမရှူရဲလောက်တဲ့အထိကိုအကျိတ်နယ်ကစားကရင်ခုန်ဆိတ်လုရှားမှုအပြည့်ပေးခဲ့ပါတယ်။ပထမပိုင်း20မိနစ်မှာတံပြန်တိုက်စစ်ကတဆင့်အင်တာအသင်းကောင်းဆောင်မာတီနက်စ်ကအဖွင့်ကိုသွင်းယူခဲ့ပါတယ်။ပထမပိုင်းပြီးကနီး45မိနစ်မှာပယ်နယ်တီကတဆင့်ကာလန်နိုဂလူးကအင်တာအတွက်ဒုတိယဂိုးသွင်းယူခဲ့လို့ပထမပိုင်းမှာအင်ရှင်အင်တာကဘာစီလိုနာကိုနှစ်ဂိုးပြတ်ဦးဆောင်နေခဲ့ပါတယ်။ဒုတိယပိုင်းပြန်ဆချိန်မှာစပိန်ဘလူးကြီးဘာစီလိုနာဟာ ဝလုံးပိုင်ဆိုင်မှုအတာနဲ့ပွဲကိုထိန်းချုပ်ပြီးတိုက်စစ်ဆင်ခဲ့ရမှာပွဲချိန်54မိနစ်မှာအဲရစ်ဂါစီယာကဘာကာအတွက်ပထမခြေပါကိုသွင်းယူပေးခဲ့ပါတယ်ခြေပါကိုရလို့အားတက်သွားတဲ့ဘာစီလိုနာဟာဒရက်ဆက်တိုက်စစ်ဆင်ခဲ့ရမှာပွဲချိန်မိနစ်60မှာဒန်နီအော်လ်မိုကခေါင်းတိုက်ချက်နဲ့ဒုတိယခြေပါကိုသွင်းယူခဲ့ပါတယ် ခြေပံကိုရိဇက်တိုက်ပေးခဲ့ရလို့အင်တာသင်းကစားကွက်ပြက်နေချိန်မှာပဲပွဲချိန်88မိနစ်မှာတောင်မန်လူရာဖင်ညာကဘာကာအတွက်တတိယမြောက်ကိုသွင်းခဲ့လို့ဘာကာတို့အန်အောပွဲရာပြန်လာမှုကမ်ဘက်နဲ့ဘောလူပွဲတက်ဖို့အခြေအနေအလွန်ကောင်းနေခဲ့ပါတယ်။ရှုံးနေနေတဲ့အင်တာအသင်းဟာပွဲပြီးကနီးမှာ ဘာစီလိုနာဘက်ကိုအပြင်းထန်တိုက်စစ်ဆင်ခဲ့ပြီးပွဲချိန်မိနစ်60ပြည့်လို့နာကျင်ချိန်မူ3မိနစ်အရောက်မှာအစာဗီကအင်တာအတွက်အဖိုးတန်ခြေပါကိုသွင်းယူခဲ့လို့တစ်ဖက်3ခုစီတည်ကြပြီးအချိန်ပိုဆက်ကန်ခဲ့ရပါတယ်။အချိန်မူပထမပိုင်းပွဲချိန်69မိနစ်မှာဖရက်တက်စီကအင်တာအတွက်ဘောလူပွဲတက်စီမဲ့လေကိုမြောက်ဥဆောင်ကိုဘာစီလိုနာနောက်တန်းတွေပိတ်ကထားတဲ့ခြားကလှလပပသွင်းယူခဲ့ပါတယ်။ လေးဂိုးသုံးဂိုးနဲ့ရှုံးနေတဲ့ဘာစီလိုနာအသင်းတိုက်စင်းမြင့်ကစားခဲ့ပေမဲ့လာမင်ယာမဲလ်ရဲ့ဂိုးရနိုင်လောက်တဲ့ကံချက်တွေကိုအင်တာဂိုးသမားဆွန်မှလက်ဆွဲပြကာကွယ်သွားခဲ့လို့ပွဲပြီးမှအင်တာတို့လေးဂိုးသုံးဂိုးနဲ့ဘာကာကိုဖြုတ်ချပြီးဘိုလူပွဲစီတက်ရောက်သွားခဲ့ပါတယ်။အီတလီသားနီးပြအင်ဇာဂီဟာအင်တာအသင်းကိုသုံးနှစ်အတွင်း ချန်ပီယံလိဂ်ဘောလူပွဲနှစ်ကြိမ်ပို့ဆောင်နိုင်ခဲ့တာဖြစ်ပြီးဘောလူပွဲမှာ P5G နဲ့အာဆင်နယ်တို့ပွဲစဉ်ကအနံ့ရတဲ့အသင်းနဲ့ချန်ပီယံဆူပလန်လူရမှာဖြစ်ပါတယ်။